အစိုးရတွေကရည်ရွယ်ချက်ကောင်းကောင်းနဲ့မူဝါဒတွေချမှတ်လိုက်ပြီးမြလက်တွေမှာကြတော့ဘာလို့အရာမထင်တွားလာလဲဆိုတာမျိုးကြုံဖူးကြမှာပါအဲ့ဒီမိခုံးကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ဒီတစ်ခေါက်မှာအဲ့ဒီရင်းချက်တွေကိုအတူတူကြည့်တွားကြရအောင်အထူးသဖြင့်အကောင့်ထဲပေါ်တာစောင့်ကြည့်စစ်ဆေးတာနဲ့အကဲဖြတ်တာဆိုတဲ့အပိုင်းတွေကိုပေါ့ဟုတ်ကဲ့ဒါကအတိအမိခုံးပါပဲ စာရွက်ပေါ်မှာတော့အကောင်းဆုံးလို့ထင်ရတဲ့အကြံဉာဏ်တွေမူဝါဒတွေကလက်တွေ့မြင်တဲ့ပုံရောက်တဲ့အခါပါကြောင့်များအလုံးမဖစ်တော့တာလေ။ကဲဒီအဖြစ်ကိုအတူတူရှာကြည့်ကြရအောင်။ပထမဆုံးအနေနဲ့ပြောရမှာကတော့အကောင့်ထဲဖို့မှုကွာဟချက်ဆိုတဲ့အကြောင်းပါ။ဒါကပါလေဆိုတော့မူဝါဒတစ်ခုကိုစာရွက်ပေါ်မှာရေးဆွဲထားတာနဲ့အပြင်မှာတကယ်ဖြစ်လာတဲ့ရလဒ်တကြကအလွန်အရေးကြီးပြီးစင်ခုံမှုတွေပြည့်နေတဲ့နေရာတစ်ခုပါပဲ။မူဝါဒကောင်ထဲဖို့ရဲဆိုတာကတော့ ဟိုစာရုပ်ပေါ်ကရီမန်းချက်တွေကိုတကယ်လက်တွေ့လုတ်ဖြစ်အောင်ပြောင်းလဲတဲ့အဆင့်ပေါ့ဥမာတစ်ခုပြောရရင် ပင်ငါရေးမူဝါဒအတက်တခုချက်မလိုက်ပြီဆိုပါစို့ဒါပေမဲ့ကျောင်းနေမှာစာသင်ခန်းတွေတကယ်စောက်ဖို့စီရာတွေတကယ်ခန့်ဖို့လိုအပ်တဲ့ပိုက်ဆံတို့လူတို့အဲ့လိုရဲရွက်တွေဒါမလုံလောက်ဘူးဆိုရင်အဲ့ဒီမူဝါဒကဘယ်လိုလုပ်အောင်မြင်နိုင်တော့မလဲကောင်းပြီအဲ့ဒီကွာဟာချက်ကိုဘယ်လိုကျော်လွှားကြမလဲအဓိကအားဖြင့်တော့နီလန်းကြီးနှစ်ခုရှိပါတယ်တစ်ခုက top down နောက်တစ်ခုက bottom up ပေါ့ ဒီအတွေ့အခေါ်မတူတဲ့နီလာနှစ်ခုအကြောင်းကိုဆက်လည်လာကြည့်ကြရအောင်။ကဲဒီချင်းကမုံနှစ်ခုကဘာတွေကွာလဲကြည့်ရအောင်။ top down ဆိုတာကစစ်တပ်လိုပဲလို့မြင်ကြည့်လိုက်ပါ။အပေါ်ကလာတဲ့အမိန်အတိုင်းတသွေးမသိမ့်လိုက်လို့ရတာကိုအောင်မြင်တယ်လို့သတ်မှတ်တယ်။ bottom up ကကြတော့လယ်သမားတယောက်နဲ့အတူလေ။သူကစီးမြင်တိုင်းလုတာချက်ဆရင်ကိုဒေတာရဲ့ရင်းမြင်အနေချားနဲ့ကိုက်ညီအောင်တကယ်ကြိုးထိထုံးအောင်အထီးကထားလှုပ်ဆောင်တာမျိုးကော Okay. အခုချမှတ်ထားတဲ့မဟာဗျူဟာတွေကတော့တကယ်ပဲအလုတ်ဖြစ်ရလား။ဒါကိုစစ်ဆေးဖို့အတွက်အရေးကြီးတဲ့ကိရိယာနှစ်ခုရှိပါတယ်။အဲ့ဒါတွေကတော့ monitoring နဲ့ evaluation ပါပဲ။သူတို့ကြောင့်စစ်ကြည့်ကြရအောင်။ Monitoring မြန်မာလိုတော့စောင့်ကြည့်စစ်ဆေးခြင်းပေါ့။ဒါကစီမံကိန်းတစ်ခုလုပ်နေတုန်းမှာ အစီအစဉ်တိုင်းရောက်ဖြစ်နေရလား။သုံးရရဲ့အရင်မိတေကတော့နေရာမှန်ရလားဆိုတာကိုအချိန်နဲ့တပြည့်ညီစင်စက်မပြတ်ချေရခန့်စစ်ဆေးနေတာပါ ူတယောက်ရဲ့နှလုံးခွန်းနှုန်းကိုအမြဲစောင့်ကြည့်နေတယ်လို့မျိုးပါပဲ evaluation အကဲဖြစ်ချင်းကြတော့စီမံကိန်းတစ်ခုရဲ့အောင်မြင်မှုကိုအဆုံးဖြတ်ပေးတာပါဥပမာစီမံကိန်းတစ်ခုပြီးတော့တဲ့အခါမျိုးမှာငါတို့ထားတဲ့ဤမန်းချက်ကိုပြင်မိခဲလားဘလောက်ထိ အကျိုးသက်ရောက်မှုရှိတော့လဲဆိုတာကိုပြန်ပြီးတော့အကဲဖြတ်တာပါဒါကတော့ကျမ်းမာရေးကိုတစ်နှစ်တစ်ခါအသေးစိတ်စစ်ဆေးတာနဲ့ပို့တူပါတယ်ဒီစရာလေးကိုကြည့်လိုက်ရင်တို့တို့နှစ်ခုဘလောက်กว่าလဲဆိုတာပို့ပြီးရှင်းသွားမှာလိမ့်မယ် monitoring ကအာထီကမေးတာကငါတို့လမ်းကြောင်းမှန်ပေါ်မှာရှိနေရလားဆိုတဲ့မိကုန်းပါအခုလုံနေတဲ့အလုပ်တွေမှန်မှန်ကန်ကန်သွားနေရလားပေါ့ evaluation ကကြတော့ပိုကြီးတဲ့မိကုန်းကိုမေးတာဒီမူဝါဒကြောင့်တကယ်ရောထူခြားပြောင်းလဲမှုတစ်ခုခုဖြစ်ပါခဲ့တယ်လားဆိုတာကိုအဖြေရှာပါအဲ့ဒီတော့ MNE စနစ်ကဘာလို့ဒီလောက်အရေးကြီးနေရတာလဲဒါကရိုးရိုးယုံလုံငန်းတစ်ခုလုံးဝမဟုတ်ပါဘူး တာဝန်ခံမှုရှိဖို့ဘာတွေမှလဲဘာတွေမှလဲဆိုတာကနေသင်ခန်းစာယူဖို့နောက်ပြီးကောင်းမွန်တဲ့အုပ်ချုပ်ရေးအကွက်မရှိမဖြစ်လို့အဲ့တဲ့အခြေခံအုံမြင့်တစ်ခုဖြစ်နေလို့ပါပဲနောက်တစ်ပိုင်းကတော့ရာလကွင်းဆက် Dynamo Theory of Change လို့ခေါ်ရပိုင်းမှာဒါကဘာနဲ့တူလဲဆိုတော့ MND system ကတူတမိုးယူကိုခြေအားခံဖို့တုံတဲ့လမ်းပြမီပုံကြီးတစ်ခုလို့ပါပဲဒီကွင်းဆက်ကိုပိုရှင်သွားအောင်အလို့အကိုင်းတဲ့လေ့ကျင့်ရေးတင်တန်းဥပမာလေးနဲ့ကြည့်လိုက်ကြအောင်ပထမဆုံးသုံးဆွဲလိုက်တဲ့အရင်အမြစ်တွေ အဲ့လိကေ inputs ကနေလောဆောင်ခဲ့တဲ့ activities တွေအဲ့ဒီကနေတိုက်ရိုက်ထွက်လာတဲ့ outputs တွေပြီးတော့မှရေတော်ကြိုးစက်ကြည့်တဲ့ outcomes တွေနဲ့နောက်ဆုံးရေရွှေကြိုးတက်ရမှု impact အခြေအစင်စင်ချိတ်ဆက်နေတာကိုတွေ့ရမှာပါအခု data အစစ်မှာလုပ်နေတဲ့စီမံကိန်းလေးတစ်ခုကကဘာနဲ့ချီလဲကြီးမားတဲ့ရည်မှန်းချက်တွေကိုဘလို့များအထောက်အကူပြုနိုင်ပါလဲကဲပိုကျေပြန့်တဲ့ရှုထောင့်နေကြည့်ကြအောင်ချိတ်ဆက်မှုကဒီလိုပါကဘာလုံးဆိုင်ရာရည်မှန်းချက်ကြီးတွေကို အရင်ဆုံးနိုင်ငံအဆင့်မဟာဗျူဟာတွေအဖြစ်ပြောင်းလဲရတယ်။ပြီးတော့မှအဲ့ဒီကနေတဆင့်တင်းငယ်တဲ့ဒေတာဆိုင်ရာစီမံကိန်းတွေအဖြစ်အကောင့်အထည်ဖော်ရတာပါ။ပြောရရင်ကမ္ဘာတိုးတက်မှုဆိုတာဒေတာအဆင့်ကလုဆောင်ချက်တွေပေါ်မှာပဲတည်ဆောက်ထားတာပါ။အရင်ကဆိုရင်ထောင်စုနေမန်းချက် MDG ဆိုပြီးရှစ်ခုပဲရှိခဲ့ရကနေအခုလက်ရှိကျင့်သုံးနေတဲ့ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် SDGs မှာဆိုရင်ရည်မှန်းချက်ပေါင်း18ခုထိပိုပြီးကျယ်ပြန့်လာတာကိုတွေ့နိုင်ပါတယ်။ အဲ့ဒီ SDGs တွေကိုခြေအားခံနိုင်ဖို့အတွက်ကမ္ဘာလုံးဆိုင်ရာအငြင်းကိန်းပေါင်း130ကျော်ကိုအသုံးပြုနေရပါတယ်။ဒီကိန်းကဏ္ဍကြီးကိုကြီးတာနဲ့တင်အချက်လက်တွေစုဆောင်ရတဲ့စိန်ခေါ်မှုကဘလော့ကြီးမှလည်းယုံကြည်စိတ်ချရတဲ့ MNE စနစ်တွေကဘလော့အရေးပါလဲဆိုတာကိုတွေ့နိုင်ပါတယ်။အချက်လက်ဒီစီစဉ်တဲ့ပုံစံကအောက်ခြေကနေအပေါ်ကိုပြန်တတ်တာပါ။ဒေတာဆိုင်ရာစီမံကိန်းတွေကရတဲ့အချက်လက်တွေကနိုင်ငံတိုင်းနိုင်ငံလုံးရဲ့တိုးတက်မှုကိုတိုင်းတာဖို့အထောက်အကူပြုတယ်။အဲ့ဒီနိုင်ငံစင်ကာမာတစင် ကဘာလုံးဆိုင်ရာတိုးတက်မှုကိုတိုင်းတာတာပါဆိုလိုတာကဒေတာအဆင့်ကအချက်လက်ဒေတာမကောင်းဘူးဆိုရင်ကဘာလုံးဆိုင်ရာအညွန့်ကိန်းတွေအားလုံးကအတိပေမဲ့သွားမှာပါဆိုတော့အချို့ပြောရရင်မှတ်ထားရမှာက MNE ဆိုတာစာရွက်ပေါ်ကယုံလုံးမှန်းထက်သက်မဟုတ်ဘူးဆိုတာပါပဲဒါဟာတကယ်တော့ကောင်းမွန်တဲ့အုတ်ချိုရည်တည့်ရဲ့မရှိမဖြစ်ကြောရောကြီးတခုပါ ဒါကြောင့်ရည်ရွယ်ချက်ကောင်းတဲ့နဲ့ခြားထားတဲ့မူဝါဒတွေတကယ်ပဲအောင်မြင်စေချင်တဲ့ဆိုရင်ဒီ MNS နှစ်ကိုတည်တည်ကြကြအလေးထားမှုလို့ရတယ်ဆိုတာကတော့အတေးချပါပဲ။